မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဆုံးတစ်ပုဒ်အနေနဲ့တမ33တမမဘုံမချုပ်ကျော်စံမြင့်နဲ့မိသားစုကိုစကောက်စီဖမ်းဆီးတဲ့အကြောင်းတင်ဆက်ပေးပါမယ်စကောက်စီရဲ့တမဆယ်ကုမှာတမမ9ဦးမှာစစ်ပွဲမှာတည်ဆောင်ပြီးနှစ်ဦးကိုတော်လိုင်းတက်တွေကဖမ်းဆီးထားကနှစ်ဦးကိုစစ်တပ်ကပြန်ဖမ်းပြီးတမ66တမမတအူးသာဘီကင်းနေသေးတယ်ဆိုတဲ့လို့သိရပါတယ်။ဖားကတ်မှာ KIA KBT ရဲ့ပူပေါင်းတက်ကိုဆစ်ရှုံးခဲ့တဲ့တမ33ရဲ့တမမှုပုံမှုကြောင့်ကျော်စံမြစ်ကိုစစ်ကောင်စီကတမ ဌာနချုပ်ကိုပြန်ခေါ်ပြီးမိသားစုဝင်တွေကိုပါဖမ်းဆီးလိုက်တယ်လို့နေပြည်တော်နဲ့စကိုင်းတိုင်းဒေသစီရေးတဲ့တင်အရေးမြစ်တွေကပြောပါတယ်။ ဖာကန်မှာတာဝန်ကျနေတဲ့ပုံမှုချုပ်ကျော်စံမြစ်ကိုဇွန်လဆန်းမှာစစ်ကောင်စီကရဟန်းရင်နဲ့ခေါ်သွားပြီးဌာနချုပ်ဖြစ်တဲ့စကိုင်းမြို့ကိုအရောက်မှာမိသားစုဝင်တွေကိုပါဖမ်းဆီးထိန်းသိမ်းလိုက်ခြင်းဖြစ်တယ်လို့စီးရီးသတင်းအရင်းမြစ်တပ်ကပြောပါရယ်။တုံတုံမှုချုပ်အဖမ်းခံလိုက်ရပါပြီ။မိသားစုတွေမှာပါဖမ်းတာသူကကချင်မှာစစ်ရှုံးတလို့အုတ်ချုပ်စီမံညံ့ပြင်းလာရဲ့လက်စားပြီးလုံခြုံရေးပေါ်ရဲဆိုတဲ့မှတ်ချက်တွေနဲ့အဖမ်းခံရတာထူထောင်ကြမှာပါလို့အထက်ပါစီးရီးသတင်းအရင်းမြစ်တွေကပြောပါရယ်။အမှတ်33ချီမြန်တပ်မှဌာနချုပ်ကအနောက်မြောက်တိုင်းစစ်ဌာနချုပ်နေမြေဖြစ်တဲ့စကိုင်းတိုင်းစကိုင်း မြို့မှာအခြေဆိုင်ပါတယ်တမ33ကဖားကံမှာ၄နှစ်နီးပါးတဆွင်းခဲ့ပြီးပြီးခဲ့တဲ့ဇွန်လကုန်မှာမိုးကောက်မြို့အခြေဆိုင်စစ်စင်ရေးကုတ်ကဲမှုဌာနချုပ်စကားက3နှစ်တက်အချင်းပြောင်းပြုလုပ်ခဲ့ပါတယ်စကားက3ဦးဆောင်နဲ့စစ်ကောင်စီစစ်ကြောင်းကကာမိုင်းလုံခင်ဖားကံလမ်းအတိုင်းဧပြီလ23ရက်က စပြီးစစ်ကြောင်းထိုးခဲ့ပြီးမေလ29ရက်မှာလုံခင်ရန်ချက်ဆက်ရုံမေလ29ရက်နေ့နေ့လယ်ပိုင်းမှာဖားကံကိုရောက်ရှိသွားခဲ့ပါတယ် အဲဒီနောက်ဗိုလ်မှူးချုပ်ကျော်ဆက်မြင့်ကိုရဟန့်ရင်နဲ့ပြန်လည်ခေါ်ဆောင်သွားခြင်းလို့သိရပါတယ်။မြည်သည့်နေ့မှာပြန်လည်ခေါ်ဆောင်သွားတယ်ဆိုတာကိုတော့အသေးစိတ်အတည်ပြုလို့မရတော့လဲ။စွန်လ၄ရက်ကညနေပိုင်းမှာဖားကန့်ပြူဟာကုန်းကိုစစ်ကူပုံရင်လာတဲ့ရဟန့်ရင်နဲ့ခေါ်ဆောင်သွားတယ်လို့သတင်းတွေကထွက်ပေါ်ခဲ့ပါတယ်။အဲဒီနေ့ကရဟန့်ရင်နှစင်းလာပြီးတစင်းမှဆင်းသက်ပြီးကြံတစင်းမှမဆင်းပဲပတ်ပြန်ပြီးကင်းလည်ခဲ့တဲ့အစိုးရရဟန့်ရင်ကို KIA KPD တို့ကပြစ်ခတ်ရအပြန်အလှန်ပြစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်းဒေသခံတွေကပြောပါတယ်။လူမှုကွန်ရက်ပေါ်မှာထွက်ပေါ်လာတဲ့ရှုပ်သံမှတ်တမ်းတွေမှာဖားကန့်ပြူဟာ ကုန်းကြီးမှာရဟန်းရင်အနေပိုင်းမှာပြန်တန်းနေစဉ်တနက်ပြက်ခတ်တမ်းများထွက်ပေါ်နေခဲ့ပါတယ်။ရဟန်းရင်ပေါ်မှာပြက်ခတ်မှုကြောင့်ရှစ်သားနှစ်ဦးထဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ဖားကန့်ပြူဟာကုန်းကမော့ဝမ်းရက်ွက်မှာတည်ရှိပြီးလူနေအိမ်များနဲ့လည်းနှီးပါတယ်။ရဟန်းရင်နဲ့ခေါ်သွားတာကြံတဲ့စစ်ကြောင်းတွေလာရလန်းတိုင်းပြန်မှာပါဖားကန့်ကာမန်လန်းတိုင်းထွက်ဖို့ပြင်ဆင်နေတာလို့ကာမိုင်းမျိုးမှာရှမ်းနီတက် SNN နဲ့နီးစပ်တဲ့သတင်းရင်းမြစ်တွေကပြောပါတယ်။ပုံမှုကြောင့်ကြော်စမ်းမြစ်ဖားကန့်မှာရှိနေစဉ်2023 2024ခုနှစ်ကစပြီးဖားကန့်မြို့နယ်စေစင်းရွာမှာစစ်က ကောင်စီနဲ့ SNL စခန်းများကို KIA KPTF ပူးပေါင်းတပ်ကတိုက်ခိုက်သိမ်းယူခဲ့ပါတယ်။2024ဇူလိုင်လမှာဖားကံမျိုးဆိုင်တောင်ရဲစခန်းကို KIA KPTF ပူးပေါင်းတပ်ကသိမ်းယူခဲ့ပြီးနေမြေစိုးမိုးမှုရယူခဲ့ပါတယ်။ စစ်ကောင်စီကဖားကန့်ကိုအပြည့်အဝထိန်းချုပ်ထားနိုင်ခြင်းမရှိတော့ဘဲဖားကန့်ပြူဟာကောမစံရန်အချုပ်တောင်းလုံခင်းပြူဟာကောလုံခင်းရဲစကန်ရန်ချန်စကန်ကန်စီကုန်းပြူဟာကောနဲ့ဖားကန့်မြို့မှာရဲစကန်မှာတက်ဆွဲထားခဲ့ပါတယ်။အဲ့ဒီနေရာတွေမှာလက်နက်ကြီးများတက်ဆင်ထားပြီး KIA KPD ကပူးပေါင်းတက်ဆွဲထားတဲ့နေရာများတိုက်ပွဲဖြစ်တဲ့နေရာတွေကိုပြစ်ခတ်ကဒေသရင်းစကန်များမဆုံးရှုံးအောင်ခုခံစစ်ပုံစံနေခဲ့ရပါတယ်။အခုကစစ်ကောင်စီကစခခ3ဦးဆောင်တဲ့ SND နဲ့ပြည်သူ့စစ်စစ်ကြောင်းတွေကိုဖားကန့်တဝိုင်းမှာနေရာချ ထားပြီးစစ်ကြောင်းထိုးနေပါတယ် စစ်ကောင်စီမှတမ10ခုရှိပြီးတမ33နဲ့တမ66ကလွဲပြီးတန်တမ8ခုမှတမမူတွေကတိုက်ပွဲမှာ9ဦးသေဆုံးပြီးစစ်တုံးပန်းပြစ်နှစ်ဦးဖမ်းဆီးခံထားပါတယ်။တအူးကတိုက်ပွဲတွေလက်နက်ချပြီးစစ်ကောင်စီကတည်တံ့ချမှတ်ထားတာဖြစ်ပါတယ်။တမ11တမမူပုံမူကြီးမင်းမင်းထွန်းက2024 February လ9ရက်ကမြအူခမာယ389ကိုတိုက်ခိုက်သိမ်းပိုက်စဉ်အတွင်အတိဖမ်းမိခင်ကြောင့်အရခတ်တတော်အင်ကထုတ်ပြန်ခဲ့ပါတယ်။တမ22တမမူပုံမူကြီးအောင်နေမျိုးက2024 December လကမောင်တော်မြို့သိမ်းတိုက်ပွဲမှာထွက်ပြ ြေးစင်မိုင်းထီတည်ဆောင်ခဲ့ကြောင်းအေကထုတ်ပြန်ခဲ့ပါတယ်။တမ44တမမှုပုံမကျုပ်အေးမင်းအောင်ကလည်း2024ဇန်နဝါရီလကမြောက်ပြည်မြို့နယ်သင်ငန်းကြီးနားမှာ၎င်းလိုက်ပါလာတဲ့ဟန်ရင်ကို KNU ကပြစ်ချစဉ်တည်ဆောင်သွားခဲ့ပါတယ်။တမ55တမမှုပုံမကျုပ်ဆောင်မျိုးဝင်းက MND ရဲ့2029စစ်စင်ရေးနယ်လောက်ကံမျိုးသိမ်းတိုက်ပွဲအတွင်းလက်နက်ချခဲ့ပြီးနိုင်ငံတော်ပုံကံမှုအပါအဝင်တမတော် AU ပြည်များပုံမှများနဲ့စစ်ကုံရုံကတည်တံ့ချမှတ်ခဲ့ပါတယ်။တမကုံကုံတမမှုပုံမကျုပ် AU ကို PDF ကရင် ABSD ရဲ့ပါကပါစတဲ့ပူပေါင်းတက်တွင် ီက2025အေပီလာတွင်အင်တော်မျိုးသိန်းတိုက်ပွဲမှာစစ်တုံးပန်းဖြင့်ဖမ်းဆီးထားပါသည်။ တမရှိရှိတက်မှမူဗမှုချုပ်မင်းထွတ်ဦးကလည်း2024မတ်လ29ရက်ကမိုးမောင်မြို့နယ်မှာဖြစ်ပွားတဲ့တိုက်ပွဲမှာတည်ဆုံခဲ့တာပါတမတရားတက်တက်မှမူဗမှုချုပ်မင်းမင်းထွန်းကတောင်မြို့သားလွတ်မြောက်ရေးတပ်မတော် TNL လီရဲ့2023ဒီဇင်ဘာလကနတ်ဆန်မြို့သိမ်းတိုက်ပွဲမှာဖမ်းဆီးခံခဲ့ရတဲ့အာနာသိန်းကောင်းဆောင်ဗိုလ်ချုပ်မူကြည်မင်းအောင်လည်းပါဝင်စစ်ဗိုလ်ချုပ်များအနေနဲ့ပြည်သူလူထုပေါ်ကျူးလွန်နေတဲ့ဆင်ရဆွေးမှုတွေကိုရှက်တံဖို့ဗမှုချုပ်မင်းမင်းထွန်းကရှုပ်တံမှာတစင်တောင်းဆိုခဲ့ပါတယ်ငြိမ်ချက်သာကောင်းနေတာကတမ66ဖြစ်ပါတယ်ဘကိုရိုင်တဲကုန်းမြို့နယ်အင်းမမြို့ ာတရှိရဲ့တမ66ကဖွဲ့စည်းပုံမပြည့်မီတော့ပဲတိုက်ရင်ခိုင်ရင်မရှိတော့ကြောင်းစည်ရေးတရင်အရင်မြစ်ကပြောပါတယ်တမ66ရဲ့တမမှုမှာပုံမူကြီးကြော်စွလင်းဖြစ်တယ်လို့သိရပါတယ်နောက်ထပ်တစ်ပုံအနေနဲ့ညာဦးမှာ PDF ကိုစစ်တပ်ထင်ပြီးဝန်တန်းကထုတ်ပြတဲ့ စစ်ဆေးအရာရှိနှုတ်အဖမ်းခံလိုက်ရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ညဦးမှာ PDF တွေကိုစစ်ကောင်စီတပ်ဖွဲ့ဝင်ထင်ပြီးဝန်တန်းကထုတ်ပြလိုက်တဲ့စစ်ဆေးအရာရှိနှုတ်အဖမ်းခံလိုက်ရပါတယ်။ပြီးခဲ့တဲ့မေလ20ရက်နေ့မနက်09:00နာရီကမန္တလေးတိုင်းညဦးမြို့နယ်ညဦး6ကားလမ်းပိုင်းတနေရာမှာကာကွယ်တပ်ဖွဲ့တွေကအရှက်ဝတ်နဲ့စစ်ဆေးနေတဲ့ချိန်6ဘက်ကိုမောင်းနှင်လာတဲ့အင်စီကတစ်စီးကိုစစ်ဆေးခဲ့ကြပါတယ်။အဲဒီကားပေါ်မှာနေပြည်တော်ကလာတဲ့ကျမ်းမာရေးနဲ့ယောဂနေနေတဲ့ ကာယတာကသူနာပြုဘူကြီးညီညီမျိုးစွေနဲ့ဘူကြီးစိုးထွကျော်တို့ကိုအရှက်ဝတ်နဲ့ဖမ်းဆီးရမိခဲ့တာဖြစ်ကြောင်းပကံဘူချိုပီတီအက်ဖွဲ့တာဝန်ရှိသူကပြောပါရယ်ကျွန်တော်တို့ကလမ်းပိုင်းစစ်ဆေးတော့အရှက်ဝတ်နဲ့ကားတစီရောက်လာပြီးညီလေးရဲ့အကူတို့ကဒီလိုဆိုပြီးကတ်ထုတ်ပြပါရယ်တနက်တွေပါရီတော့မပြစ်လိုက်ရဘူးအသာတကြီးလိုက်ပါရယ်မပြင်းနဲ့ပေါ့ပြင်းရင်တော့ပြစ်မှာလို့အထက်ပါတာဝန်ရှိသူကပြောပါရယ်သူတို့နောက်ဦးရဲ့စီစဉ်ရေးကယူနီဖောင်းတချို့နဲ့အင်းစည်းကားကိုပါတင်ဆက်ရမိခဲ့တယ်လို့သိရပါရယ်အဲ့ဒီဘူကြီးနှုတ်ကိုစစ်တုံးပန်းဥပဒေရသက်ဆိုင်ရာညောင်မှုနဲ့ပကဖတာဝန်ခံစီလွှတ်အပ် က်ထားတယ်လို့သိရပါဗျ။ ဆလာဘီတော်လန်ကြီးရဲ့နိုင်ငံရေးဦးဆောင်မှုခြေလှမ်းတင်ရှားပုံတော်ဆိုတဲ့ဆောင်းပါတင်ဆက်ပေးပါမယ်။အာနာသိန်းစစ်ကောင်စီကိုအောင်းနိုင်ရန်နဲ့စနစ်ပြောင်းတော်လန်ကြီးတစ်ခုကိုလက်တွေ့ဖော်ဆောင်ရမှာနိုင်ငံရေးရဦးဆောင်မှုပေးခြင်းကမရှိမဖြစ်လိုအပ်လက်တွေ့လှုပ်ဆောင်တက်တည်ပြရမယ့်အရာဖြစ်ပြီးအောင်ပွဲကိုပြသစွာအဆုံးဖြတ်ပြီးတဲ့အရေးကြီးဆုံးအခန်းကဏ္ဍဖြစ်ပါတယ်။အဲ့ဒီအခန်းကဏ္ဍကိုလစ်လျူရှုဖို့မသင့်တယ်လို့လစ်လျူရှုလို့လည်းမရနိုင်ပါဘူး။ဒါပေမဲ့ဒီကနေ့အချိန်ထိတော်လန်ကြီးရဲ့ခါတီးတဲ့အမှန်တရားတစ်ခုကိုပြောပါဆိုရင် NUG ကိုလက်နက်ကိုင်းတော်လန်အင်အားစုအသီးသီးက၎င်းတို့နဲ့တန်းတူမဟာမိတ်အစ င့်သာဆက်ဆံနေကြပါတယ်။တနည်းအားဖြင့်ဆင်အာနာရှင်စနစ်ချုပ်ငင်းရေး NUG ရဲ့အခမ်းကဏ္ဍကိုကန့်သက်ထားခြင်းဒါမှမဟုတ်နိုင်ငံရေးဥစားမှုကိုကန့်သက်ထားခြင်းပဲဖြစ်ပါတယ်။၎င်းကတော်လိုင်းတစ်ခုလုံးပေါ်တက်ရောက်မှုကြီးပါပါတယ်။လက်နက်ကင်တော်လိုင်းကနီးလန်းတစ်ခုသာဖြစ်ပြီးဆင်အာနာရှင်စနစ်အမှန်တကယ်ချုပ်ငင်းစီလို့လေအရေးကြီးဆုံးလိုအပ်ချက်ကစုစည်းညီညွတ်စွာနိုင်ငံရေးဥစားမှုပြီးဖို့ဖြစ်ပါတယ်။အဲ့ဒီအတွက် NUG ကိုအတိမတ်မပြုရင်၎င်းထက်သာလွန်ပြီးမြန်မာပြည်သူတွေကိုစစ်စစ်မှန်မှန်ကိုစားပြုတဲ့ဆင်အာနာရှင်စနစ်ကိုဖယ်ရှားနိုင်တဲ့နိုင်ငံကိုစားပြုအစိုးရတရရဲ့အင်ကာရ ရက်တွေနဲ့တိဆောက်ထားတဲ့အဖွဲ့အစည်းတရက်ကိုဘာကြောင့်မတိဆောက်နိုင်ကြပါသလဲ။၎င်းကပြည်သူရဲ့ရှုထောင့်မှအံ့ဩနားမလည်နိုင်တဲ့မျိုးကုန်းဖြစ်ပါတယ်။အကြောင်းတရားများအမျိုးမျိုးရှိနေနိုင်တော့လဲဒီကနေ့လက်ငင်းမြင်တွေ့နေရတဲ့အကျိုးတရားတွေကိုမျက်ကွယ်ပြုထားဖို့မသင့်တော်တဲ့အခြေအနေတွေရောက်ရှိနေပြီဖြစ်ပါတယ်။ နိုင်ငံတကာမျက်နှာစာမှာတိုင်းပြည်ကိုတည်ငြိမ်မှုရှိစေဖို့စူးစီးညီညွတ်မှုရှိစေဖို့စွမ်းဆောင်နိုင်တဲ့ခေါင်းဆောင်မှုဒါမှမဟုတ်အဖွဲ့အစည်းဖြင့် NUG ကိုရှုံချမှုမပေးမဝန်းရံနိုင်ရင် NUG ရဲ့နေရာမှာမြေတီခေါင်းဆောင်မှုဒါမှမဟုတ်အဖွဲ့အစည်းကအစားတိုးတာဝန်ယူနိုင်တဲ့ခေါင်းဆောင်မှုရှာဖွေတော့ဖွင့်ရပါတော့မယ်ဒီနေရာမှာ NUG ကိုခေါင်းဆောင်မှုနေရာမပေးခြင်းတဲ့အကြောင်းအရာတွေနဲ့ဗမာလူများစုကြီးစိုးတဲ့အဖွဲ့အစည်း2020ပြည်နယ်ရွှေကောက်ပွဲမှာမဲအများစုအနိုင်ရခဲ့တဲ့အာဏာရအမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ကြီးစိုးတဲ့အဖွဲ့အစည်းစသဖြင့်တိုးတိုးမှကျကျဖြစ်လာတဲ့လူဝတ်ချက်မဟုတ်တဲ့ခေါင်းဆောင် ောင်မှုပြဿနာကို တော်လှန်ရေးအင်အားစုများကြားတွေ့မြင်နေရတာနှစ်နဲ့ချီကြာနေပြီးရေဆုံမျောလိုက်နေပါတယ်။ NUG ရဲ့နိုင်ငံရေးဦးဆောင်မှုကိုလက်မခံလို့ရင်ဗမာအများစုထောက်ခံတဲ့တိုင်းနိုင်ငံလုံးကိုဦးဆောင်မှုပေးနိုင်တဲ့တိုင်းရင်းသားကောင်းဆောင်များတိုင်းနိုင်ငံလုံးလွှမ်းခြုံတဲ့နိုင်ငံရေးဦးဆောင်မှုပေးဖို့တတိရှိရှိရှေ့တန်းထွက်ရန်လိုအပ်နေပြီဖြစ်ပါတယ်။၎င်းတို့ရဲ့တိုင်းနိုင်ငံလုံးကိုဦးဆောင်မှုပေးနိုင်တဲ့နိုင်ငံရေးအမျိုးမြင့်များကိုပြည်သူများလက်ဝဲအရောက်ပို့ဆောင်ဖို့အချိန်ရောက်ရှိနေပြီဖြစ်ပါတယ်။ဒါပေမဲ့နိုင်ငံလူဦးရေရဲ့60ရာခိုင်နှုန်းကျော်သောဗမာလူများစုရဲ့နှလုံးသားနဲ့ထောက်ခံမှုရရှိဖို့လိုအပ်ပါတယ်။၎င်းကနိုင်ငံတ ခုရဲ့ပြင်ဆင်ခွင့်မရှိတဲ့ပေးထားချက်ဖြစ်ပါတယ်နိုင်ငံတစ်ခုကိုဥဆောင်မှုပေးဖို့ရှိမှန်းချက်ရှိတဲ့မြည်တိလူပုတ်ကိုဖွဲ့စည်းမစို့ကြော်လွားလို့မရတဲ့အချက်ကပြည်သူအများစုရဲ့ထောက်ခံမှုရှိခြင်းမရှိခြင်းဆိုတဲ့အချက်ဖြစ်ပါတယ်အင်အားတသန်းရှိတဲ့လက်နက်ကင်ဖွဲ့ဖြစ်နေပါစေဒီပေးထားချက်ကိုရှောင်ရှားလို့မရနိုင်ကြောင်းစောင်းမရှင်တူတာဆောင်ရဲ့တုံးသက်ချက်စောင်းပါကိုတင်ဆက်ပေးလိုက်ရပါတယ်ရှင်